လီဗာပူးအတွက်ကတော့ကျွန်တော်ဒါတော်တော်ကြီးကိုပဲဖိအားများတဲ့ပွဲတစ်ပွဲပေါ့နော်အထူးဖြစ်တဲ့ဒါအာနီစလော့တွေတော်တော်ကြီးဖိအားများတဲ့ပွဲတစ်ပွဲလို့ကျွန်တော်ဒါသုံးသပ်ရမယ်လို့ထင်ပါတယ်မနစ်ကပူပူနွေးနွေးချန်ပီယံဆုကိုပထမဆုံးရာသီမှာပဲယူပြခဲ့တဲ့နီးပြားကဒီရာသီမှာလို့ထုတ်ပယ်ခံရဖို့အခြေအနေကြီးဖြစ်နေဆိုဘလောက်ထိဆိုးလဲဆိုတော့ဆိုကာဟာပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1hback ကနေအဓိကကူညီပံ့ပိုးပေးလာပါတယ်ပိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတဲတွေနဲ့ ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ one each back ကိုဒေါင်းလုဒ်ရယူပြီး promo code one soccer house နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့စီစဉ်ရှိချောင်းကိုလည်းဒီပေးလိုက်ပါစီ cyber game နဲ့အခြားအားကစားနည်းတွေပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ် promo code ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်တည်ရှိနိုင်ပါတယ်ဗျာ ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒါပရီးမီးယားလိပွဲစဉ်73ရက်တနင်္ဂနွေနေ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဝက်ဆက်နဲ့လီဗာပူးတို့ပွဲလေးကိုတုံသက်တင်ဆက်ပေးဖို့ရှိပါတယ်ဒီစီစဉ်မှာတော့ကျွန်တော်နဲ့တူကုဆိုးကြီးကနေပြီးရဲဒါဆက်လက်တုံသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကုဆိုးကြီးမင်္ဂလာဗျမင်္ဂလာပါကိုလီဗာပူးကတော့တော်တော်အခြေအနေဆိုးနေတော့ပုံမှန်ဒါမိနစ်တုန်းကဆိုရင်ဒီဝက်ဆန်နဲ့ပွဲကသူတို့အတွက်9-2နဲ့ပွဲမျိုးပေါ့နော်ဒါမူဆာလာတို့ဒီ9-2 record တွေယူတဲ့ပွဲမျိုး တအားကိုလွယ်ကူခဲ့တဲ့ပွဲပါကျွန်တော်ဟိုဘယ်လိုမှမိနစ်တော့မမှတ်ရဝက်ဆန်ဒီပွဲအစပိုင်းလောက်မှရင်ကိုပဲဟာဘယ်လိုကစားတာတော်တော်ကြီးကိုအဲ့လောက်ထိပြတ်ရပါမလားဆိုပြီးထင်ထားတယ်ဝက်ဆန်ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်ဒါဝက်ဆန်ကိုယ်တိုင်လည်းဒီနိုဝင်ဘာလထဲမှာရလာလေးကောင်းလာတယ်နိုဝင်ဘာလထဲမှာပရီးမီယာလိဂ်၃ပွဲ၃ပွဲနိုင်နော်နှစ်ပွဲနိုင်တစ်ပွဲတည်းရမှတ်ခုနှစ်မှတ်ဒါရခဲ့တယ်ဒါနီးပြပြောင်းလဲလုပ်ပြီးနောက်ပိုင်းမှာဒါနီနိုဆယ်လိုနဲ့ ပြန်ပြောမှပုံစံကောင်းရထားပါဘို့လေဟုတ်ကဲ့အဲလီဗာပူးကတော့တစ်ဖက်မှာကျွန်တော်ဒါတော်တော်လေးရလက်တီလဲစူးနေတယ်ဒါအလုံးသိပါလေဒါပြန်ပွဲရရနောက်ဆုံး၁၂ပွဲမှာ၉ပွဲထိရှုံးထားတယ်အခန်းစစ်ကလည်းဒါဗန်ဒိုက်လိုကစားမမျိုးအစဒီမလို့ဘယ်လိုပြောမဖြစ်တဲ့အမားတွေမလို့တဲ့အမားတွေလုတ်ခဲ့တာတွေကျွလုံမိခဲ့တာတွေကိုကျွန်တော်ဒါတွားပြီးတွေ့ရဆိုတော့လီဗာပူးအတွက်ကတော့ကျွန်တော်ဒါတော်တော်ကြီးကိုပဲဖိအားများတဲ့ပွဲတစ်ပွဲပေါ့နော်အထူးဖြစ်ဒါအာနီစလော့အတွက် တို့ရုပ်ဖိအားများတဲ့ပွဲတစ်ပွဲလို့ကျွန်တော်ဒါသုံးသပ်ရမယ်လို့ထင်ပါတယ်။ Liverpool ရဲ့အစင်လာကတော့အများဖြင့်နီးပြအပြောင်းလဲကိုဆိုရင်အလင်းမြန်လုံးလေးရှိတဲ့ဟာမျိုးတော့ကျွန်တော်ဒါဟူးရင်ငယ်ငယ်နဲ့ကျွန်တော်ဒါကြည့်ခဲ့မယ်ဆိုရင်ဒါဟူလီယာရောဆိုရင်ရလက်တော်လေးဆိုးခဲ့တဲ့ခိုက်တန်းရှိခဲ့မယ်ပြန်ပြီးတော်တော်လေးစိတ်ရှိလက်ရှိနဲ့စောင့်ပြီးခဲ့တဲ့ဟာမျိုးလေးရှိတယ်ပေါ့နော်။အခုကတော့ဒါ Liverpool ရဲ့အခြေအနေလေးပဲကျွန်တော်ဒါစပြီးပြောရမယ်ထင်ပါတယ်။ဝက်ဆန်ကတော့ဒါမဆိုးခြေတက်လာတယ်ဆိုတဲ့အလားလာမျိုးပေါ့နော်။ဒီပွဲမှာ Liverpool ဘယ်လိုပုံစံဘယ်လိုပြောင်းလဲမျိုးတွေနဲ့ပွဲထွက်လာနိုင်မလဲကိုယ်စိုးရိမ်ထင်နေပြ။ ုတ်ကဲ့ပါလီဗာပူးကတော်တော်လေးကိုဒီချိန်မှာပြောစရာများတော့ပြောစရာများတဲ့အထက်မှာလည်းအခုရှေ့မှာပြောခဲ့သလိုပဲသူနဲ့ပတ်သက်တဲ့အရာအားလုံးကဟိုတော်တော်လေးစိုးရိမ်စရာကောင်းတဲ့အခြေအနေမျိုးတွေရောက်နေနောက်ဆုံးပြိုင်ပွဲဆုံး12ပွဲမှာကိုဘက်ထိရှုံးခဲ့တယ်ဆိုတဲ့အနေထားတော်တော်ဟိုဒါပြိတ်သက်တွေနဲ့ဒီချိန်မှာပောက်ကွဲတယ်ဆိုတာလည်းဒါကျွန်တော်ဒါအလွန်မဟုတ်ဘူးเนาะလီဗာပူးလိုအသင်းတစ်သင်းကဒီလောက်ထိအခြေအနေတွေဆိုးသွားမယ်လို့လုံးဝမထင်ထားဘူးပရီးမီးယားလိဂ်ကိုကြည့်လိုက်တော့ပရီးမီးယားလိဂ်မှာသူတို့ကစားထားတဲ့12ပွဲမှာ6ပွဲနိုင်တယ် 6ဘွဲရှုံးတယ်တီးဘွဲမရှိဘူးချန်ပီယံလိကိုကြည့်လိုက်တော့ချန်ပီယံလိ9ဘွဲမှာ3ဘွဲနိုင်တယ်2ဘွဲရှုံးတယ်တီးဘွဲမရှိဘူးဒီဟာဒီကစားထားတဲ့ဘွဲတွေမှာတဘွဲမှတီးဘွဲမရှိဘူးဒါမဲ့ရှုံးဘွဲတွေအင်မတန်များနေတာသူတို့အတွက်ဒါလက်ရှိချိန်မှာအမှတ်ပေးစရာရဲ့လက်ရှိဟိုပေါ့နော်ဟိုအသင်းကြီးတွေနဲ့အမှတ်ကွာဟာချက်တော်တော်ကြီးကြီးမားသွားတဲ့အနေထားအာဆင်နယ်နဲ့ဆို17မှတ်လောက်ထိပြတ်သွားပြီဆိုချန်ပီယံမျောလင်းကွင်းကတော်တော်ကြီးကိုဝေဝါးသွားတဲ့အနေအထားမျိုးရောက်သွားပြီ။ကိုတိုင်အောင်လမ်းကြောင်းမှတစ်ခုကိုပြန်ရောက်ဖို့စူးစမ်းရမယ့်အနေအထားမျိုးပေါ့။အခုဆိုရင်၃ဘွဲဆက်ပြိုင်ပွဲစုံမှာရှုံးထားရတဲ့ဆိုတော့ သုံးခုနဲ့အထက်တော့ပေးရနော်ကွဲတိုင်းမှာလည်းဂိုးတွေကအလွယ်လကူနဲ့ပေးထားရတယ်အဆိုးဆုံးကတော့ဒီ Champion League PSV အသင်းကိုအင်္ဂွမှာ4-1နဲ့ရှုံးတဲ့ပွဲမှာတစ်သင်းလုံးရဲ့စိတ်သက်ခြေစွမ်းကစားပုံတို့ရဲ့ဘယ်ဟာမှောက်ဗျာလက်ခံချင်စရာမဟုတ်လောက်အောင်အသင်းကယူရင်းပြည့်စည်နေဆိုတာဒါကတာမန်ရှုံးပွဲတစ်ပွဲမဟုတ်ဘူးဗျာပုံမှန်ဆိုအသင်းကြီးတွေခြေချော်တာမျိုးကကျွန်တော်တို့မကြာခဏမြင်ရလေရှိပေမဲ့တို့ဖြစ်နေတဲ့ဟာကအဲ့လောက်နဲ့မပြီးသွားဘူးဆိုတော့ဒါကိုမြန်မြန်အပြေရှာဖို့လိုတယ်ဒီလိုမှမဟုတ်ရင်ဆိုတော့ ဒါနီဗာအာနက်စလော့အတွက်ကလည်း PR တွေများတဲ့များလာပြီးတော့အခုဆိုရင်ပရီးမီးယားလီဂ်မှာထုတ်ပယ်ခံရဖို့ရေဘန်အစားဆုံးထဲမှာသူကဒုတိယလိုင်းနေပါတော့လီယူနိုက်တက်ဒန်နီယယ်ဖာဂီကဥဆောင်နေတယ်သူ့နောက်မှာဒီလိုနီဗာမျိုးမနှစ်ကပူပူနွေးနွေးချန်ပီယံစုကိုပထမဆုံးရသည်မှာပဲယူပြခဲ့တဲ့နီဗာကဒီရသည်မှာအလိုထုတ်ပယ်ခံရဖို့အခြေအနေကြီးဖြစ်နေဆိုဘယ်လောက်ထိဆိုးလဲဆိုတော့တော်တော်ကိုဒါအာနက်စလော့ကောလေပါဘူးအသိရောပြိသက်တွေတော်ရောတကယ်အဆိုးဆုံးအနေထားကိုရောက်နေလို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခက်တာလေအပြောင်းလဲလုပ်စရာလေလူကအဲ တိတ်ပြီးတော့မှလည်းပြောကြရလဲမရှိဘူးเนาะဒါဘယ်လိုပြောမလဲထောက်ပြတယ်ဥမာဒီ AKTK တုံးရင်ပို့အဆင်ပြေတယ်ဆိုတော့ AKTK တုံးရင်လည်းအဲ့တော့အဆင်မပြေဘူးနောက်ထပ်ကျွန်တော်ဒါသူတို့မျောလင်းတကြီးနဲ့ခေါ်ထားတဲ့ကျွန်တော်ဒီတိုက်စစ်မှု e-set ကိုတုံးမယ်ဆိုပြန်တော့ e-set နဲ့အတူလဲလူကျင်တဲ့ပုံစံမျိုးမရလာဘူးဟုတ်ကဲ့ဒီကြားထဲမှာကျွန်တော်ဒါမိုဆာလာတို့ဗန်ဒိုက်တို့လိုအသင်းရဲ့ထောက်တိုင်ကစားသမားတွေကလည်း ဒီရွယ်ပိုင်းရပါတော့เนาะအမှန်တော့သူ့ရဲ့ခြေစွမ်းကကျွန်တော်ထင်တယ်လို့အရင်ကြီးကြောက်ရတာမျိုးတော့ဥမာဥမာအဖြစ်ကျွန်တော်ဒါမူဆလာဆိုရင်သူ့ကျန်နေတစ်ချက်ချက်ယုံသွားတဲ့ဘောလုံးမျိုးကတကယ်သူ့ရဲ့အကောင်းဆုံးပုံစံမျိုးအချိန်ကမျိုးလေးကျွန်တော်ဒါပြန်ပြီးတော့မှမြင်နေရတော့မယ်။ဒါပြဿနာကကြတော့ဒီအတင်းလိုက်ဝင်းရံမှုမှာကျွန်တော်တော်တော်ကြီးကို တို့တော့အားနေသွားတာကိုကျွန်တော်ဒါတွေ့ရတာပေါ့နော်ဥပမာဖြင့်ဒါဖယ်ချမ်းမှာဆိုရင်ဒါ Louis Diaz လို့တိုက်စင်ဒီတောင်မှာဈာမမျိုးဆုံရှုံထားတဲ့အချက်ကအရင်သိတာသိတာတယ်မှန်တယ်တို့ကျွန်တော်ဒါဂျူတာရဲ့ဒီဂျူတာမရှိတော့တဲ့အချိန်လေးတော့ဒါဒီတိုက်စစ်မှာဆိုရင်ဒါဝင်နူးညက်မရှိတော့တဲ့အချိန်လေးဒါဝင်နူးညက်ကပုံမှန်အဖြစ်ဒီဘယ်လိုပြောမလဲကိုသွင်းခွင့်နေဟိုလွယ်လေးတကူ ချုံတီးတဲ့ကစားမမျိုးဆိုပေမဲ့တချို့ဘွဲတွေမှာကြာရင်ဒါသူ့ရဲ့ကက်တင်မှုတွေကြောင့်ဒါလီဗာပူးကိုရေးပါတယ်ဆုံးချက်ကိုလေးထပ်ထပ်သွင်းတာပေါ့ထပ်ထပ်သွင်းတာပြီလေရှိရသောဒါတွေကလည်းစကားပြောလာမယ်လို့ထင်ပါတယ်နောက်ထပ်တစ်ဖက်မှာဝက်ဆန်ရဲ့အခြေအနေလေးလည်းကိုစိုးကြီးတဆက်တဲ့သုံးသပ်ပြီးပါဗျဟုတ်ကဲ့ပါဝက်ဆန်ကတော့အခုခြေမှာအဖွင့်လေးမှာပြောသလိုပေါ့နောက်ဆုံး၃ပွဲဆက်မရှုံးထားဘူး၂ပွဲနိုင်တစ်ပွဲသေးကြထားပြီးတော့ဒီနိုဝင်ဘာထဲမှာရမှတ်9မှတ်ယူထားနိုင်ခဲ့အဲ့ဒါကစက်တင်ဘာ and August စက်တင်ဘာ October 3လပေါင်းထက်ဖို့ဟုတ်ကဲ့ပါနှစ်ဆလောက်များတယ်ပေါ့အဲ့3လပေါင်းမှာရမှတ်4မှတ်ပဲ အရင်နှီးပြနဲ့ယူထားတာဒီဘက်အခုလက်ရှိအနူလိုဆန်တို့လောက်အောင်မှာရမှတ်ခွနမှတ်ဆိုတော်တော်ကိုအားတက်စရာကောင်းတယ်ကစားပုံရလည်းအတိုင်းထားတကူတီအတိမတ်ပြူရမယ်ခြေစွမ်းမျိုးမြင်ရတယ်လို့သူနိုင်ထားတဲ့အသိဉာဏ်ကြီးတဲ့တော့နယူကာဆယ်လိုတကယ်မာကြောပြီးတော့ကစားခတ်တဲ့ပြိုင်ပွဲမျိုးပါတယ်သူတို့လိုဒန်ဆင်းအန်နေရရှိနေတဲ့ဘန်လီပါတယ် ပြီးတော့ဘုံမောက်လို့ပုံစံကောင်းပြနေပြီးတော့တိုက်စစ်လဲအလုတ်လုံနေတဲ့ဘုံမောက်ပါတယ်ဆိုတော့ပွဲတိုင်းလဲသူတို့တိုက်စစ်ကတပွဲကိုနှစ်ကိုသုံးကိုလောက်အတွင်းထားဆိုတော့အဖက်ဖက်ကတိုးတက်လာတယ်အဲ့ထဲမှာအဓိကအပြောင်းလဲနေနေမြင်တာကွက်လက်မှာ Freddy Pop လို့လူငယ်စားသမားလေးသူရဲရဲဝန့်နေရာပေးပြီးတော့ဒါမာတီးယားဖန်နာနဲ့တွဲပစ်လိုက်တယ်မာတီးယားဖန်နာက20နှစ် Freddy Pop ကဒါလူငယ်ဆင်းရနေလာတာဆိုတော့တကယ်ကိုအပြောင်းလဲကအများကြီးအကျိုးသက်ရောက်မှုရှိတယ်ပြီးတော့ပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ ူနိုဆန်တိုကပွဲထွက်ခွင့်ချင်းကို3 4 3သွားလိုက်4 3 3သွားလိုက်ပုံစံမျိုးကစားခဲ့တာနောက်ဆုံးကစားတဲ့ပွဲမှာဆို3 4 3ပုံစံမျိုးနဲ့ကစားသွားခဲ့ပြီးတော့ခန်စစ်အထိုင်မှာဒါတိုဒီโบနဲ့အတူဒီပုံမှန်ကစားနေကြဒီခေမန်းကိုတွဲပြီးတော့ဒါဘာနော်၃ရောက်အထိုင်ကွလန်မှာအီဂေါ်ဂျူလီကိုအထိုင်မှာသုံးပြီးတော့၃ရောက်အထိုင်နဲ့သွားတယ်3 4 3ကအသင်းရဲ့ပိုဟန်ချက်ကိုနူနိုဆန်တိုသွားခြင်းနဲ့စတိုင်နဲ့ပို့ပြီးလိုက်ဖက်တယ်လို့ထင်တယ်တိုက်စစ်မှာလည်းဒါအခုဆိုရင် ကလောင်ဝီဆိုင်ကတော်တော်လေးကိုဂိုးမြူပြီးတော့နောက်ဆုံး2ပွဲဆက်ကိုသွင်းထားတယ်အဲ့နှစ်ပွဲမှာ3 3ဂိုးသွင်းထားပြီးတော့ဒါအသင်းဟောင်းနဲ့ရင်ဆိုင်တဲ့ပွဲမှာလည်းကလောင်ဝီဆိုင်ကခြေစွမ်းပြကစားခဲ့တယ်ဆိုတော့ဒီအပြောင်းလဲတွေပြီးတော့ညတောင်းမှမှာဘိုးဝင်လို့တူးချင်းကြော်ဖြတ်နိုင်တဲ့ cross တွေလုပ်နိုင်တယ်ဆိုတော့ကလောင်ဝီဆိုင်ရဲ့တိုက်နဲ့ကကွက်တီပဲဖြစ်သွားတယ်ဆိုတော့ဒီချက်လေးတွေကအသင်းရဲ့အဓိကပြောင်းလဲမှုမှာအရေးပါတဲ့အပိုင်းလို့ကျွန်တော်ထင်တယ်ကိုဒီပွဲစုပါကီတာပါပြန်ပါမယ်ထင်တယ်ဟုတ်ကဲ့နော်ပါကီတာပြန်ပါမယ်ဆိုတော့ဒီဝက်ဆန်ကွင်းလည်းပို့ပြီးမှကောင်းတယ်အကောင်းလာမယ်နော်အဲပါကီတာပါလာမယ့်အချိန်လေးရေပုံမှန်အဖြစ်တော့ ဟိုကျွန်တော်ဝက်ဆန်းကဥမာကျွန်တော်ဝက်ဆန်းပွဲစဉ်တွေအတင်းကြီးနေတွေ့တဲ့ပွဲမျိုးဆိုဥမာ Chelsea ကိုတို့ဒါဒုက္ခပေးတတ်တဲ့ဟာမျိုးလေးရှိတယ်။ Manchester United ကိုဆိုရင်လည်းဒါမကြာခဏဆိုလို့ဒုက္ခပေးတတ်တယ်။ဥမာ Arsenal ဆိုရင်လည်းဒီတိုင်းပဲ။ဒါပြီးခဲ့တဲ့ရာသီက Arsenal ကိုဆိုလည်းဒါအမှတ်ရအောင်လုပ်ခဲ့တာ။အမှတ်ရအောင်လုပ်ခဲ့တာပဲ။ဒါပေမဲ့ပြဿနာက Liverpool နဲ့တွေ့ရင်တော့ ဝက်ဆမ်ကဒါကျွန်တော်မှတ်ပြီးတော့ရုံးကန်ရတယ် reset ဒီလဲကျွန်တော်တော့မကောင်းဟိုမှာ liverpool နဲ့တွေးတဲ့ပွဲဒီမှာဝက်ဆမ်တော့ဘလို့လုတ်ပြလိုက်ပါပြီဆိုတာဟာမျိုးကျွန်တော် memory ပြန်ခေါ်မယ်ဆိုရင်တိတ်လာဆဆမရှိဘူးအဲ့မှာ data တွေကျွန်တော်ဒါကြည့်လိုက်တော့လဲဒါနောက်ဆုံး16ဂျင်တွေ့ဆုံမှုမှာဆိုရင်တပွဲတော့ပဲဒါဝက်ဆမ်ကနိုင်ခဲ့တယ်ဆိုပြီးမဟုတ်တော့ liverpool ဝက်ဆမ်တပွဲပဲနိုင်ခဲ့တယ်ဆိုတဲ့အခြေအနေမျိုးလဲရှိတယ်ဆိုတော့ဒီအခြေအနေကရောကျွန်တော်ဒါဘလို့ပြောမလဲတစ်ဖက်မှာ liverpool ကပုံပြက်နေတယ်လန်ဒန်ကိုလာကစားတဲ့ ပရီးမီးယားလီဂ်နောက်ဆုံး၅ပွဲစလုံးရှုံးထားတယ်ဒီအချိန်လေးတကူဝက်ဆန်အခွင့်ကောင်းယူနိုင်မယ်လို့ကိုစွေးထင်လာဗျဟုတ်ကဲ့ပါဒီနှစ်သင်းကြားမှာလောလောဆယ်ကြွားချနေတဲ့ချက်ကစိတ်ပိုင်းဆိုင်ရပဲဝက်ဆန်ကအဆိုးဆုံးအချိန်တွေရနေပြီးတော့အတက်ဘက်ကိုပြန်ရောက်လာတယ်ဖီအားတော်တော်လေးရော့ရှော့ချထားနိုင်တဲ့အချိန်ပေါ့ဒီလက်ရှိရလက်ကဘာပဲပြောဒါနူနိုဆန်လိုနဲ့ဝက်ဆန်အတွက်ဒါဖီအားတော်တော်လေးရော့ချလာတဲ့အနေထားဒီထက်ပိုကောင်းဖို့ဆိုတာလည်းမလွယ်တော့ဘူးပေါ့နော်အဲ့တော့ဒီအနေထားတော်တော်လေးကိုသူတို့တက်မိုရယ်ပိုင်းရောအတင်းရဲ့ကစားပုံပိုင်းရော အားလုံးကโอเคနေတယ်တစ်ဖက်မှာကျတော့အမြင့်ဆုံးကိုပြီးခဲ့နှစ်ကတကယ်ကိုတက်လာပြီးမှဒီနှစ်ကြာချက်ကြီးကစိုးစိုးဝါးဝါးကြီးကိုပြုတ်ကြသွားတာပေါ့နော်လေပါဘူးကျတော့နောက်ဆုံးအိမ်ကွင်း6ပွဲမှာတော့သူ၄ပွဲထိရှုံးခဲ့တယ်ဆိုဘယ်တော့မှဆိုးလဲဆိုအိမ်ကွင်းဆိုတာ MP ဆိုတာဘယ်အသင်းတော့မှမလွယ်ကူတဲ့ဒီကွင်းမှာတော့မှသူတို့အိမ်ကွင်းထဲမှာရှုံးပွဲကြုံတာအခုကစားမှာအဝေးကွင်းပြီးတော့သူတို့ရဲ့ London Nightmare ရလည်းရှိရပေါ့နော် London မှာအခုပြောသလိုသွားကစားတဲ့ငါဘွဲစတဲ့အဝေးကွင်းမှာရှုံထားရဆိုတဲ့ချက်ကတော်တော်လေးကိုသူတို့တက်ဆွေးရင်စရာကောင်းတယ်ပြီးတော့နောက်တစ်ချက်ကဒီ ဘယ်လိုခေါင်းမလဲသူတို့ရဲ့လက်ရှိဖောင်မရပါတော့တူဘသူကိုအားကိုးရမလဲဆိုတဲ့အပိုင်းမှာလဲဒါလီဗာပူးကတူတူတယောက်ကိုကျွန်တော်ဆွဲထုတ်ပြဖို့ခက်တယ်မနစ်ကဆိုရင်အတင်းရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတိုင်းမှာဆာလာလိုကစားသမားမျိုးက twin goal တွေကိုဖန်နေမှုတွေ dress up လုပ်ပြီးဒီနှစ်မှာကျတော့ဆာလာကိုယ်တိုင်လည်းကြာတယ်တခြားကစားသမားတွေကိုယ်တိုင်လည်းကြာလာတယ်ပြီးခဲ့တဲ့ Champion League ဒါ PSV နဲ့ပွဲမှာဆိုညာချမ်းမှာကတိကျုံကိုချပြီး Super Sign ကိုအလဲပြန်ဖို့တယ်ခန်စီကြီးကတော်တော်စူးစူးဝါးဝါးဖြစ်နေပြီဒီရသည် Premier League 12ပွဲကစားပြီးမှာ P goal 20ဆိုတာက သူတို့ရဲ့ဒီ Premier League လို့အမည်ပြောင်းလဲပြီး62 63ဟုတ်တယ်နောက်ပိုင်းမှာအဆိုးဆုံးအဲ့ကာလတုန်းကလည်းအဲ့လိုပဲ70ဝန်းကျင်90ပြေးခဲ့ရတဲ့မှတ်တမ်းပြီးရင်အဆိုးဆုံးပဲဆိုတော့ဒီခန်စစ်ပြဿနာကြီးကတစ်ဖက်ကကိုမျိုးနေတဲ့ကလဝီစင်တို့အကိုပြောလို့ပါကီတာလည်းပြန်ပါလာနိုင်တဲ့ဘိုဝင်လည်းရှိတယ်ဒီယုံကြည်မှုမြင်မာနေတဲ့လန်ဒန်ကွင်းမှာသွားကစားရမယ်ဆိုတဲ့အနေထားမှာကျွန်တော်ထိတ်နိုင်မှုကျွန်တော်မလွယ်သူခန်စစ်ကတော့ဂိုးပေးရအောင်မထင်ရလက်ကောင်းမကောင်းဆိုတာလေသူတို့ဒီခန်စစ်ကတော့ပြိုင်ဘက်ကိုဂိုးပေးရနိုင်ခြင်းရှိရလို့ကျွန်တော်မြင်နေပေါ့အဲ့တော့ကျွန်တော်တို့ဒါတွေ့ရမှာဒါဝဆန်းတာမတော်စားဥဆောင်ကိုရသွားရင် ဒီလက်ရှိ level မြင်နေရတဲ့ scenario ပေါ့နော်ဒါကြီးကထက်ထက်ဆက်ထက်ထပ်ပြီးတော့မြင်နေရတဲ့ဟာမျိုးဖြစ်နေရဆိုတော့ Arnis Slot တော့ကတော့တော်တော်ကြီးကိုဒါစိုးရိမ်စရာရှိမယ်လို့ထင်ပါတယ်ဒီတော့ဟို Liverpool ရဲ့ဒီ London Stadium မှာ London Olympic Stadium မှာသွားကစားတဲ့ ပွဲဒီမှာဆိုတာ twin goal တော်တော်များပါတယ်အဲဒီ premier league မှာဆို25 goal လာနောက်ဆုံး goal ပွဲမှာ25 goal 25 goal လောက်ထိတာ twin ထားတယ်အဲ့ဒီ london stadium မှာ twin ထားတဲ့ goal အများဆုံး twin ထားတာ manchester city တို့ arsenal တို့ပြီးတော့ဒါ28 goal 26 goal အဲ့လောက်ထိတာ twin ထားမျိုးလေးရှိရဆိုဒီ london stadium မှာပုံမှန်အဖြစ်ဒါ was liverpool က goal တော်တော်များများ twin နိုင်ခဲ့တယ်ဆိုပေမဲ့လက်ရှိအချိန်ဒီမှာကျတော့နံပါတ်1ကျွန်တော်တို့ဒါဦးစားပြီးချင်းကပ်ရမှာခန်းစစ်က စောစောစီစီကိုမပေးရဘူးเนาะအဲ့တော့နံပါတ်1ချင်းခဲ့ရမယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ဒါ PSV နဲ့ပွဲတုန်းကလည်းဘာမှမဆိုင်ပွဲစပိုင်းပဲရှိတယ်။ Van Dijk မသိဘတ်စကတ်ဘောပုတ်တလို့လက်ထီဝါလားလက်ထီဝါလားအဲ့ဒါကျွန်တော်ဒါပင်နေစပြီးလဲအဲ့ကောင်စပြီးမှစိတ်ပိုင်းကယိုင်သွားပြီဆိုတော့ဒီဘက်မှာကျွန်တော်တင်တာတော့ဒါ Liverpool ကိုယ်တိုင်ဟိုဘယ်လိုပြောမလဲသူတို့ London Stadium မှာ twin goal မှတ်တမ်းကောင်းနေရှိခဲ့တဲ့တိုင်အောင်ခန်းစစ်ကဦးစားပေးချင်းကတဲ့တယ်လို့ထင်တယ်။ခန်းစစ်နဲ့ဒီတပွဲလုံးအနေထားပေါ့တပွဲလုံးအနေထားမှာဒါ Liverpool ဘယ်လိုပုံစံနဲ့ပွဲထွက်လာပြီးမှဒါ ပေါ်ထွက်လာနိုင်တယ်ပေါ့ဒါလေးတို့ရဲ့ပုံစံကတော့နောက်ထပ်လည်းသူ့မှာမရှိဘူးခန်းစစ်တော့ကျွန်တော်ကြီးလိုက်တယ်လေဒီမှာကိုနာတေးကိုမတုံးလို့ဘသူ့ကိုတုံးမလဲဆိုရင်နီးပြအန်နီစလော့လုံနေတာကိုနာတေးကိုထုတ်လိုက်တခြားကွင်းလည်းကစားသမားတယောက်ကိုထည့်ပြီးဂရာဘတ်ကိုနောက်ဆွဲချလိုက်ဒါတော့ပဲလုံနေသူ့မှာအရန်ကို ဘိုကန်စစ်အတွက်ဘိုကန်စစ်တော့မခေါ်ဘူးဆိုတာကျွန်တော်ယာတိမစခင်နေရလဲပြောပါလားလိုနေပါတော့တော်ဆိုးပါတာဂေဟီတာရလာရင်ဒီချိန်မှာအခုလိုမျိုးပြဿနာမျိုးကြုံမှာပေါ့အဓိကတော့ခန်းစစ်မှာလဲစရာလည်းမရှိဘူးကွလဲရကြလဲဒီ၃ယောက်ကိုပဲပက်လေတုံးနေတာပဲဆိုပါစလိုက်ကိုညာပို့လိုက်ဆိုပါစလိုက်ကိုအလဲပို့လိုက်အဲ့လိုပြုံစံမျိုးသွားရတယ်ဆိုသူ့မှာလူအများကြီးအပြောင်းလဲလုံဖွယ်လို့ကျွန်တော်မထင်ဘူးတိုက်စစ်မှာဥမာ EKD ကိုတုံးမလား E-set ကိုတုံးမလားဆိုတာလေးကတော့စဉ်းစားစရာရှိတယ် E-set ကတော့ အီကီဒီကတော့နည်းနည်းလေးပြန်လာနိုင်ချေရှိတယ်ပေါ့နော်အီကီဒီကကနည်းနည်းလေးအကိုပြောသလိုဒဏ်ရာပြဿနာရှိနေဆိုအီဆက်ပွဲထွက်လာနိုင်တယ်အီဆက်ရဲ့မှတ်တမ်းလေးတွေကတော့မစိုးဘူးဝက်ဆန်နဲ့တွေ့တဲ့ပွဲတွေမှာဒါတွင်ကို6ကိုလောက်ရအောင်ဆွမ်းဆောင်ထားတယ်ငါးကိုသွင်းတယ်တကိုဖန်နေတာပြီသူ့ရဲ့ကစားသမားဘွားမှာ Nottingham Forest ကို9ကိုရအောင်ဆွမ်းဆောင်နိုင်ခဲ့တာပြီသူဂိုးပေါက်ရှာတွေ့လေးရှိတယ်ဒါပေမဲ့သူကိုယ်တိုင်စိုးနေတာသူကစားတဲ့ကစားဝင်ရတဲ့ပွဲတိုင်းရှုံးနေတယ်လို့ဖြစ်နေတာ။သူပွဲထွက်ကစားဝင်ရတဲ့လေးပွဲလုံးရှုံးနေပြီးခဲ့တဲ့ချန်ပီယံလိမှာလည်းသူကစားတယ်ထပ်ရှုံးထားတယ်ဆိုတော့ဒီအချက်ကတော်တော်လေးဒါ သူကိုယ်တိုင်မှာစိတ်ပိုင်းဆိုင်ရပါတော့အသင်းလိုက်လည်းဖြစ်နေတဲ့ကစားသမားတွေတယောက်ချင်းစီမှာလည်းစိတ်ပိုင်းဆိုင်ပြဿနာတွေရှိနေဆိုဒါကိုမြန်မြန်ပြောင်းလဲနိုင်မှရလက်ကောင်းရမှာပုံမှန်ဒီတိုင်းသွားနေရင်တော့လန်ဒန်မှာသူတို့အဆင်လာကောင်းနေဆိုပေမဲ့ဒီဒီ WhatsApp နဲ့တွေ့အဆင်လာကောင်းနေဆိုပေမဲ့ဒီပွဲကထပ်ပြီးတော့ကျွန်တော်ထင်တယ်ဗျဟိုနိုင်ပွဲရဖို့တော့ရုန်းကန်နိုင်လို့ထင်တယ်ဗျကျွန်တော်လည်းဒါ Liverpool အနေနဲ့အဓိကတော့ ဥဆောင်ဖို့မပေးရဘူးပေါ့လေဥဆောင်ဖို့မပေးရဘူးမပေးအောင်တခြားလေးတတိကြီးကြီးနဲ့ကစားနိုင်ခဲ့မယ်ဆိုရင်တော့အရင်ကြီးစုစုပေါင်းတော့ဖြစ်မယ်တော့မသိဘူးလမ်းကြောင်းမှန်တစ်ခုတော့ဒါရောက်ဖို့အတွက်တော့အပြောင်းလဲတစ်ခုလုပ်ဖို့တော့လိုနေပေါ့လေခက်တာဒီအပြောင်းလဲတစ်ခုလုပ်ဖို့အတွက်အာနစ်စလော့ကိုရိုင်းရောနောက်ထပ်ဒီကျွန်တော် PSB နဲ့ပွဲမတိုင်ခင်ဆိုတော့ဒါစီတူနဲ့ကျွန်တော်ဒါချန်ပီယံလိပွဲပြီးသုံးသက်ချက်ပါလို့တော့စီတူပြောပုံရတယ်သူတို့နီးပြူအပိုင်းရ ဒါချင်းကြောတော့ကြတာဒါလီဗာပူးရဲ့အတင်းတောင်ရှိတွေဆွေးနွေးခဲ့တယ်ဒါနီးပြပိုင်းနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဒါဘလို့ပုံစံအကောင်းဆုံးဖြစ်မလဲဆိုတော့ဆွေးနွေးခဲ့တယ်အဲ့ဆွေးနွေးရဲ့စပြီးတော့မှကစားတဲ့ပွဲမှာပဲအဆိုးဆုံးကိုဖြစ်သွားအဆိုးဆုံးဖြစ်သွားတယ်ဆိုတော့ဒီဟာလေးကတော့ဒါအဖြေရှာဖို့အတွက်အချိန်တန်နေပြီလို့ထင်ပါတယ်ဒီပွဲမှာလား ဒါရက်လက်ဆက်ပြီးမှစိုးမယ်ဆိုရင်တော့ Arnislot တွေလည်းတို့လေးဒါစိုးရည်စရာရှိပါတယ် Arnislot ဘက်ကပြန်ကြည့်မယ်ဆိုရင်လည်းတို့လေးနှမျောစရာတော့ကောင်းတာပေါ့နော်အတင်းတင်းကိုဒါသူစရောက်တဲ့နှစ်မှာ Premier League လိုမျိုးနေရာမှာ Champions ဖြစ်အောင်ဆွမ်းဆောင်နိုင်ဖို့ဆိုတာတကယ်ကိုမလွယ်ပါဘူးနော်မလွယ်နိုင်တာကိုသူလုတ်ပြခဲ့တယ်ဒါပေမဲ့ဒုတိယရာသီမှာကျတော့ဒါအားအတင်းအောင်ရက်လက်တွေစိုးနေဆိုတော့ဒီပြောင်းလဲတစ်ခုကတော့ Arnislot အမြန်လုတ်ဖို့လိုပါပြီဒီပွဲမှာဘလို့ရက်လက်ထွက်မလဲဒါဝက်ဆန်ကပဲဒါမထင်မှတ်ဖက်နဲ့ဒီလီဗာပူးဆီကနေအမှတ်ခွဲယူသွားမလားဆိုတော့ကျွန်တော်ဒါစောင့်ကြည့်ရဖို့ရှိပါတယ်ဒါတက်တက်ဆိုင်ဆိုင်ပဲပြီးခဲ့တဲ့ရာသီက ဒါ Liverpool ရှုံးခဲ့တာဒါ Nottingham Forest ပေါ့နော် Nottingham Forest ကနီးပြနီးပြကအခု Nuno Santo ကဒါ WhatsApp နဲ့တချို့ပြန်ဒီဘက်မှာပြန်ပြန်တွေ့ရမယ်ဆိုတော့ဒီအားလေးကလည်းဒါစိတ်ဝင်စားစရာကောင်းပါတယ် Liverpool ဒီဘယ်လိုပြောလဲလက်ရှိကြုံတွေ့နေရတဲ့အခက်အခဲကိုကျော်လွှားနိုင်မကျော်လွှားနိုင်ဆိုတော့ဒါတင်းငွေနေနေပွဲစဉ်မှာဒါကြည့်ရပါလိမ့်မယ်ကျွန်တော်ရဲ့သုံးသက်ချက်အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့ဘောလုံးဝန္ဒနာရှင်များအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ